ျွန်တော်ချယ်ဆီနဲ့ပတ်သက်တဲ့သတင်းအကြောင်းအရာတွေကိုတုံးသက်ဆွေးနွေးမှုလုပ်သွားမှာဖြစ်ပါတယ်။ မင်္ဂလာပါကိုကိန်းစတဖူဘောရှုနဲ့ Chelsea TV ကနေအပြောင်းအညောင်များအားလုံးကိုကြိုဆိုပါရစေ။ကျွန်တော်ဒီနေ့မှာ Chelsea နဲ့ပတ်သက်တဲ့သတင်းအကြောင်းအရာတွေကိုတုံ့သက်ဆွေးနွေးမှုလိုသွားဖို့စဉ်းစားထားပါရစေ။ပထမဆုံးကျွန်တော်ဆွေးနွေးခြင်းနဲ့သတင်းကတော့ Nicholas Jackson နဲ့ပတ်သက်တဲ့သတင်းပဲဖြစ်ပါရစေ။ကျွန်တော်လွန်ခဲ့တဲ့နိုင်ငံ3ရက်လောက်တုန်းကလည်းဒီသတင်းနဲ့အလားတန်တူတဲ့သတင်းတစ်ပုဒ်ကိုဆွေးနွေးပြီးပါပြီ။ Chelsea က Nicholas Jackson ကိုအလင်းစလို့ရောင်းချဖို့စံနာမရှိဘူးဘာညာဆိုတဲ့သတင်းမျိုးပေါ့နော်။အခုသတင်းဖော်ပြချက်ထဲမှာကြတော့ဒီ Nicholas Jackson က Chelsea ကနေဒီနှစ်နွေရာသီအပြောင်းအလဲအမြန်ထွက်ခွာသွားဖို့စံနာမရှိဘူး ဘူးဆိုတဲ့သတင်းမျိုးပါ client နဲ့အရာကြီးပဲအချက်ကြီးကလည်းအလင်းမြန်ရောင်းမှုဆန္ဒမရှိတယ်လို့ necklace ချက်စင်ကလည်းတခြားသင်းတွေစိတ်ဝင်စားနေပေမဲ့အလင်းမြန်ထွက်သွားဖို့ဆန္ဒမရှိဘူးဆိုတဲ့သတင်းဆိုတော့ဒီသတင်းတွေဒီတကယ်လည်းဖြစ်နိုင်တယ်လို့ဈေးကင်တဲ့သတင်းမျိုးတွေလည်းဖြစ်နိုင်တယ် necklace ချက်စင်ကမရှိမကောင်းရှိမကောင်းတိုက်စစ်ကစားသမားကျွန်တော်တယောက်တည်းယူဆချက်အရဆိုရင် necklace ချက်စင်ကိုအရင်ကစားသမားအဖြစ်တုံးမယ်ဆိုရင်တုံးလို့ရတယ်။ဒါပေမဲ့အဓိကကစားသမားအဖြစ်တုံးမယ်ဆိုရင်တုံးလို့မရဘူး။တနည်းအားမကျွန်တော်သူ့ရဲ့ဂိုးပေါက်လွဲချော်မှုတွေပြန်ပြီးတော့ကြည့်ပြရတယ်။တော်တော်အချင်းနေဆိုးတဲ့ကစားသမားပါဗျာ တာမန်ကိုးသွင်းတတ်တဲ့တိုက်စစ်မှုတယောက်ဆိုရင်တောင်မှ ဝင်နိုင်တဲ့အခြေအနေမျိုးရှိတဲ့အခွင့်အရေးတွေကိုဖြုံးတီးပစ်ခဲ့တာဒါအပြင်မန်တယ်လေးကလည်းဒီနှစ်ဘောလုံးရာသီမှာတောက်ကျိုးမပြေတဲ့အခါကျတော့ပြိသက်အများစုကသူ့ကိုဖုနေပြီမရဘူးမင်းအရန်တဲ့တောင်မှတန်တဲ့ကောင်မဟုတ်ဘူးဆိုတော့အမြင်မျိုးတွေရှိတယ်ပေါ့နော်အဲ့တော့ကျွန်တော်ကဘယ်ဘက်မှပါရမဟုတ်ဂျားချလိုက်တာကျွန်တော်ကိုယ်တိုင်လည်း necklace ချစင်ကိုအရန်တော့မကြိုက်တော့ဘူးဒါပေမဲ့လည်း necklace ချစင်ကိုကျွန်တော်တို့ခေါ်ယူတဲ့အချိန်ကာလတုန်းကရည်ရွယ်ခဲ့တဲ့ရည်ရွယ်ချက်ကအရန်ကစားသမားဖြစ်အသုံးပြုဖို့ရည်ရွယ်ခဲ့တာ Christopher Angangu ရဲ့နောက်မှာဒုတိယဦးစားပေးတိုက်စစ်ကစားသမားဖြစ်ကစားစီဖို့ ခေါ်ယူခဲ့တာဒါပေမဲ့အန်ကန်ကူတောက်တုံးမကြခြင်းရဲ့နောက်ွယ်မှာမှန်ချက်နဲ့နှမ်းထွက်မကိုက်ဖဲနဲ့ကျွန်တော်တို့ဟိုထင်ထားတာနဲ့ဖြစ်လာတာအလွဲလွဲအချော်ချော်တွေဖြစ်ပြီးတော့ necklace ချက်စင်သည်မထင်ထားဘဲနဲ့ Chelsea အသင်းရဲ့တိုက်စစ်တနေရာပေါ်ကဥဆောင်ခွင့်ရခဲ့တယ်ဘရိုးစဉ်းစားကြည့်လိုက် Valeria မှာကစားခဲ့တဲ့တာမန်ထက်အနေငယ်ပိုတဲ့တိုက်စစ်မှုတရား Chelsea လို့အသင်းရဲ့ကျောနံပါတ်9နေရာမှာဥစည်းဥဆောင်မှုပြုဖို့ဆိုတာဒါကျွန်တော်တို့အရင်ကတွေးတော့မတွေးထားဘူး Chelsea တာဝန်ရှိတဲ့သူတွေကလည်းအဲ့ဒီရွေချမ်းတဲ့ necklace ချက်စင်ကိုခေါ်ခဲ့တာမဟုတ်မရှိသုံးသုံးရင်းနဲ့သူက ကိုကိုအဟုတ်ထင်သွားခဲ့တာအခုချိန်မှာနိုင်ကလပ်ဂျက်ဆင်ကိုပါကိုပြန်ပြီးတော့ဝေဖန်စမ်းစစ်တင်တယ်ငါကဘလို့ပုံတရံမျိုးနဲ့ချဲစီကိုရောက်လာတာလဲငါကဘလို့အနေထားမျိုးလဲဒီလိုမှမဟုတ်ဘဲနဲ့သူ့ကိုယ်သူအရန် OC တွေဖြစ်နေမယ်ဆိုရင်တော့ချဲစီကစက်မထားတင်တော့ ကြိုင်တောက်စစ်ဖြစ်လိမ့်မယ်ကျွန်တော်တို့တိုက်စစ်အစုအဖွဲ့မှာဆိုရင်အခု Lian Dilet ဘာပဲပြောသူ့ရဲ့တငယ်ချင်းဟောင်းနေနဲ့ပြန်ပြီးအတွဲဖက်မိလာနိုင်တယ်လို့ Enzo Fernandez နဲ့တောင်မှအတွဲဖက်အခုချိန်ကလေးကမိလာပြီဆိုတဲ့အခါကျတော့ဟို Necklace Jason အရေးပါအရောက်မှာ Chelsea မှာတိတ်ပြီးတော့မရှိတော့ဘူးဗျတိုးပြီးမဲ့ကျွန်တော်တို့ဈေးကောင်းလိုချင်တော့ Necklace Jason ကိုကမ်းလှမ်းမှု မှန်သမျှတေချာလေးစဉ်းစားဖို့ရှိတယ်။ရရင်ရတဲ့ဈေးနဲ့ရောင်းထုတ်လို့တော့မရပါဘူးခင်ဗျာ။ကဲကျွန်တော်နောက်ထပ်ဆွေးနွေးရမယ့်သတင်းကတော့ Jimmy Giddens နဲ့ပတ်သက်တဲ့သတင်းပေါ့နော်။ Giddens ကိုခေါ်ဖို့အတွက် Euro 65သန်းနဲ့ Chelsea သဘောတူညီမှုရသွားပါပြီခင်ဗျာ။ German ဘက်က Bid ကဖော်ပြထားတာပါ။ဒါမနေ့ညကလေးကတက်လာတဲ့သတင်းပေါ့နော်။အဲ့တော့ Chelsea က Giddens အတွက် Borussia Dortmund တောင်းဆိုထားတဲ့ Euro 65သန်းကိုလိုက်ရောပေးလိုက်ရတာပါပဲ။ဒါမဲ့ကစားသမားကတော့လက်ရှိပြိုင်နေတဲ့ လပ်ကဘာဖလာပြိုင်ပွဲပြီးမှသာ Chelsea နဲ့ပူးပေါင်းသွားမှာဖြစ်တယ်လို့သိရပါဗျ။ဒါ Gideon's နဲ့ Chelsea တို့ရဲ့အပြောင်းရွှေ့သတင်းကလည်း level မှာဆင်သွားသလိုပေါ်နေတဲ့အပြောင်းရွှေ့ပုံစံမျိုးပဲပေါ့နော်။ကျွန်တော်တို့ကတော့ Gideon's ကိုပွင့်လင်းပြောရင်တော့မရောက်စေချင်ဘူး။ဒါပရိသတ်တယောက်အနေနဲ့ဖြစ်မိတဲ့ဆန္ဒလေးကိုကျွန်တော်ပြောတာပါ။ဘာကြောင့်မရောက်စေချင်တာလဲဆိုတာလဲရှေ့မှာကျွန်တော်တုံးသက်ချက်တွေအများကြီးလုပ်ပြီးဖြစ်တဲ့အတွက်ကြောင့်အထူးတလဲတော့ပြောမနေတော့ဘူး။အချင်းချင်းပြောမယ်ဆိုရင်တော့ဒဏ်ရာပြဿနာအားနေရနေရနေတဲ့ကစားသမားတယောက်အတွက်ကျွန်တော်တို့ကြောက်တယ်။အဲ့ဒါပွင့်လင်းလင်းပြောတာ။ Chelsea မှာလည်းအခု Romeo Lavia တို့ Wesley ဗာနာကိုအားနေရနေဒဏ်ရနေတဲ့အတွက်ကြောင့် Guidance ကအဲ့လိုထပ်ဖြစ်လာရင်ငါတို့ဒီလောက်ခပမာဏပဲအလကားပေးထားရဲဆေးရုံမှာဒီကစားသမားတွေကိုထိုင်နေခိုင်းရတယ်ဆိုတော့ပုံတံမျိုးကြီးတော့ကျွန်တော်မမြင်ချင်တော့တာအမှန်ပါပဲ။ Pedro Neto ဥဗာနာတမဒဏ်ရပြဿနာရပြီး Chelsea မှာကောင်းနေဆိုရင်ပဲ Jamie Guidance ကဖြစ်ချင်မှဖြစ်မှာပေါ့။ဖြစ်ရင်လည်းဖြစ်မှာပေါ့လေ။ဖြစ်ရင်တော့အတိုင်းထက်အလွန်ပေါ့။အဲ့တော့ခြေသွမ်းပိုင်းကဘာမှအပြစ်ပြောနေစရာမလိုဘူးကောင်းမှုရှိတယ်။အဲ့ဒီဒဏ်ရပြဿနာဘိုင်းက Jamie Guidance နဲ့ပတ်သက်ပြီးအနေငယ်စိုးရိမ်စရာရှိပါတယ်ခင်ဗျ။ဒါမဲ့ပေးလိုက်ရတဲ့ပြောင်းရွှေ့ကြီးကတော့များပြရလို့ ို့ထင်တယ်။ကစားသမားအသင်းကိုပြောင်းကျင်နေတဲ့အတွက်ကြောင့်ချယ်ဆီကဒီလိုဟိုအထက်ဆီးရပဲဗျာဒီဂျေးကိုညှိလို့ရတယ်။ကစားသမားပြောင်းမယ်ဆိုတာကြီးပဲလေ။ဒါပေမဲ့လည်းလင်းလင်းမြန်မြန်ခေါ်ဥကျင်တယ်။ left wing တနေရာမှာကစားသမားတယောက်ကိုအမြန်အစားထိုးကျင်တဲ့အတွက်ချယ်ဆီကဒီ Euro 65တန်းကိုသဘောတူညီပေးလိုက်တယ်လို့တော့ယူဆမိပါတယ်။ကျွန်တော်နောက်ထပ်သတင်းကြောင်းတစ်ခုက Bob Faison ပေါ်ပြထားတဲ့သတင်းကြောင်းလေးပေါ့နော်။ My Panthers ကိုအငားစေလို့မှမဟုတ်ဘူးလို့သိရပါတယ်ခင်ဗျာ။ချယ်ဆီကလက်ရှိ FIFA Club World Cup ကျင်းပနေတဲ့အချိန်လေ့ကျင့်ရေးအစီအစဉ်တွေမှာပြတ် တနေတဲ့လက်စွမ်းကြောင့်အသက်16နှစ်အရွယ်ဘယ်လ်ဂျမ်ဂူဒမာမိုက်ဖန်ဒါစ်ကိုသဘောကျနေပြီးတော့ဒီနေ့နေရာဒီမှာအဲ့ဒီဂူဒမာလေးကိုအငားစီလွတ်တော့မှမဟုတ်ဘူးလို့သိရပါတယ်။ဒါပေမဲ့လက်ရှိချိန်မှာမိုက်ဖန်ဒါစ်ကရောဘတ်ဆန်ချက်ဖိလစ်ယော်ဂင်ဆန်တို့ရဲ့နောက်တတိယဂူဒမာအဖြစ်နေပဲရှိနေပါတယ်။ကျော်ပန်နာစ်ဒီဒုတိယတိဘောက်ကော်ဒိုက်ဖြစ်လာမယ်ဆိုပြီးနာမည်ကြီးနေတဲ့ဂိုသမားလေးတယောက်ပေါ့နော်ချယ်စီရဲ့ဂိုဘောက်တနေရာမှာပွင့်လင်းပြောရင်တော့အဲ့လို မတိမ်မြိန်ကိုသမားတွေများနေတယ်ဖိလစ်ယော်ကင်ဆင်နဲ့ရောဘတ်ဆန်ချက်ဘယ်သူကောင်းသလဲဆိုရင်ဘယ်သူကပိုကောင်းပါတယ်လို့ပြောလို့မရတော့တဲ့အခြေအနေမျိုးပဲယော်ကင်ဆင်ကိုလည်းမျောလင်းချက်ကြီးကြီးနဲ့စောင့်ကြည့်ခဲ့ဘူးပေမဲ့ယော်ကင်ဆင်တလွဲလုတဲ့ပွဲတွေရှိပါတယ်ရောဘတ်ဆန်ချက်ကတော့ပြောမနေနဲ့တော့ဗောနော်အခုချိန်ကြီးလဲကျွန်တော်သဘောမကျဘူးတနေ့ကမှဒါဖလာမင်ဂိုနဲ့ဘွဲမှာကျွန်တော်တရားကြည့်လိုက်ရတယ်ဘောလုံးပေးပို့မှုတွေကတော်တော်ဆုတ်ပြတ်တက်နေတဲ့ဘောလုံးပေးပို့မှုတွေအဲရောဘတ်ဆန်ချက်ဒီချက်ကြီးကိုပေါက်တနေရာနဲ့မထိုက်တန်ဘူးဆိုတာကျွန်တော်တို့အားလုံးမြင်တယ်ဒါမှမဟုတ်လဲချက်ကြီးအသင်းရဲ့ဒီပက်ကင်နေတဲ့အန်ဒူမော်ရက်စ်ကရောဘတ်ဆန် န်ချက်မှာ Robert Sanchez ဖြစ်နေတဲ့အခါကျတော့လေကျွန်တော်တို့ကဘာတက်နိုင်မှာလဲဗျာဒီကနေလှမ်းပြီးတော့ဆန်သားပြလို့လည်းမရဘူးအော်လို့လည်းမရဘူးအဲ့တော့ကြောင့် Chelsea ကိုပေါက်တနေရာကတော့ Mike Bannas ကိုအငားစီလွတ်ဖို့မရှိဘူးဘာညာဆိုရင်တောင်မှစိတ်ချဖို့အချိန်နေမရှိဘူးဗျငတိုင်းများပြီးဟင်းဟုန်နေတယ်အရေအတွက်များပြီးတော့အရေးချင်းပိုင်းကတော့လူအပ်ချက်ရှိနေတယ်လို့တော့သုံးသပ်မိပါတယ်ဒါအသေးတသေးအနေနဲ့ပြောရအောင်နော်ကဲကျွန်တော်နောက်ဆုံးဆွေးနွေးခြင်းနဲ့အကြောင်းအလေးကတော့ဒါအဘွန်လဟောရဲ့ Lian Dilap ပေါ်မှာပေးတဲ့မှတ်ချက်စကားလေးဖြစ်ပါတယ် Chelsea မှာတဲ့ Lian ကိုယ်တွေအများကြီးတွင်းယူနိုင်လိမ့်မယ်လို့ကျွန်တော်အာ မခံနေတဲ့เนาะအဘွန်လဟောကတော့အာမခံသွားပြီအဲ့တော့အဘွန်လဟောကဘယ်သူလဲဆိုတာကျွန်တော်အနေငယ်ဖြည့်ပြီးတော့ပြောပြခြင်းတယ်ဒါမသိသေးတဲ့ညီကိုတွေတော့ပါအဘွန်လဟောဆိုတာတခိတခါအက်စတန်ဗလာအသင်းမှာရှန်ရှန်တောက်ခဲ့တယ်တိုက်စစ်ကစားသမားတယောက်အင်္ဂလန်ကစားသမားတွေထဲမှာ overrate မဟုတ်ဘူးတကယ်ကိုကောင်းတယ် speed ကလည်းကျွတ်စင်ကြီးရှေ့တန်းတိုက်စစ်နေရာဆိုမှာကစားနိုင်တယ်တခိတခါကတော့နည်းနည်း modern sense နဲ့တိုက်စစ်မှုတယောက်ပေါ့ဗျာတကယ်ကောင်းတဲ့ကစားသမားပါအဲ့တော့ तू ကအာမခံသွားပြီဆိုတဲ့အခါကျတော့ကျွန်တော်နဲ့တတိယရဲ့အမြင်ချင်းတူတယ်လို့ပဲပြောခြင်းတယ်အဲ့တော့ဂိုးရင်အများကြီးတွင်းဝင်နိုင်လိမ့်မယ်ဆိုတော့ကျွန်တော်အများအားမပြောဘူးဗျာ 20 30မပြောဘူး Lian Dilab 15ခုနှစ်အထက်အတွင်းကိုသွင်းယူနိုင်လိမ့်မယ် Chelsea ရဲ့တိုက်စစ်စုဖွဲ့မှုမှာ Nicholas Jackson တောက်သုံးမကြလုံးလို့သာ ကိုဖြုံးတိမှုတွေအများကြီးရှိပေမဲ့ LND လည်းအဲ့လိုလုံးမှာမဟုတ်ပါဘူးအခုအချိန်တောင်မှ Chelsea အတွက်သူနှစ်ပွဲကစားပြီးသွားပြီးတွင်းကိုနှစ်ကိုပါဝင်ပတ်သက်ထားတယ်တကူးတွင်းနဲ့တကူးဖန်တီးတယ်တကယ် Premier League ပြိုင်ပွဲကြီးမှာဆိုရင် LND လပ်အနေနဲ့နောက်ကဖန်တီးပေးမှုအားကောင်းတဲ့ကစားသမားတွေနဲ့သာပေါင်းဖက်လိုက်မယ်ဆိုရင်ဒီထက်ပိုပြီးဂိုးများလာနိုင်ဖို့ပဲရှိတယ်အဲ့တော့အပွန်လန်ရောဘာထပ်ပြောထားသေးလဲဒါပေမဲ့သူဟာတဲ့ Chelsea မှာတော့ကြီးကျယ်ခန်းထားတဲ့ကစားသမားဖြစ်လာမလားဆိုတာကျွန်တော်အာမမခံပါဘူးလေဒါတော့မှန်ပါတယ် Legendary တယောက်ဖြစ်ဖို့ဆိုရင်ထင်တယ်လို့မလွယ်ဘူး Chelsea မှာကစားသမားကောင်းတွေအများကြီးပေါ်ခဲ့ တယ်ထပါတော့ဗျာကျွန်တော်ပက်ဒရိုအရန်ကောင်းတဲ့ကစားသမားပါခြေသီးမှာလည်းခြေသွမ်းပြခဲ့တယ်အသင်းတွေအများကြီးအထောက်ကူပြုခဲ့တယ်တိုးတော့ပက်ဒရိုကိုကျွန်တော် legendary ဖြစ်သတ်မှတ်ဖို့ဆိုတာ Frank Lampard တို့ Eden Hazard တို့နဲ့ရှင်ခတ်ခဲပါလိမ့်မယ်အပေါ်လာဟောကအဲ့ဒီအပိုင်းလေးကိုပြောသွားတာပါအဲ့တော့ legendary တယောက်ဖြစ်ဖို့ဆိုတာအသင်းတွေအများကြီးပေးဆက်အနစ်နာခံရမယ်အသင်းမှာပဲရေရေဆက်ကစားရမယ်ဘယ်သူမှမယုံကြည်နိုင်လောက်တဲ့တွင်းကိုတွေတွင်းယူပေးရမယ်အဲ့ဒီလိုမျိုးအခြေအနေရောက်တဲ့ အထီရတော့ဒါအချိန်ကအပြည့်ပြီးသွားလိမ့်မယ်အပွန်လောအာမမခံနိုင်သူတွေကျွန်တော်လည်းအာမမခံနိုင်ဘူးဒါပေမဲ့အပွန်လောဘာထက်ပြောသေးလဲတေချာတာကတော့လီယန်ချယ်ဆီမှာနံပါတ်1တိုက်စင်မှုဖြစ်လာမယ်ဆိုတော့ကျွန်တော်ယုံကြည်နေတယ်ကျွန်တော်တို့100%အမြင်ချင်းတူညီတယ်မန်တယ်ပိုင်းဗျာမန်တယ်ပိုင်းတစ်ခုတည်းနဲ့နက်ကလက်ချယ်ဆီဆိုတဲ့ကောင်ကိုတတ်ချလို့ရတယ်နက်ကလက်ချယ်ဆီပွင့်နေပြီမန်တယ်မကောင်းဘူးဗျာအဲ့လိုမျိုးဟိုစိတ်ကောက်တာတို့သိမလားပွတ်တော့ခွင့်မပေးလို့လှုပ်ချင်တာလှုပ်တာတို့ဆိုတာ professional ဘောလုံးသမားတစ်ယောက်အနေနဲ့မဖြစ်သင့်ဘူးမန်တယ်မကောင်းဆိုတာကျွန်တော်အမြဲတမ်းပြောရတော့ငါးပါးတိလာမလုံတာကိုပြောတာမဟုတ်နော်သူများပစ္စည်းခိုးနေတာ ါသူများသားသမီးများစော်ကားနေတာကိုပြောတာမဟုတ်ဘူးအဲ့လိုမျိုးစိတ်ထဲ mature မဖြစ်တာဒါမှမဟုတ်ကိုယ့်ရဲ့စိတ်ကိုအလိုလိုက်တာဒါတွေကလည်း mental မကောင်းတဲ့နေရာမှာပါတယ်ထားပါတော့အခု necklace ချက်စင်အားနေရနေနေနေတာဗျအခု newcastle နဲ့ရာသီဘိတ်ပွဲကျွန်တော်หนีသွားတယ်တိတ်မကြောင်ရင်အချိန်တုန်းကလည်း flaming နဲ့ပွဲမှာหนีသွားတယ်အဲ့တော့ဒီလိုတိုက်စင်မှုရည်ရှိဘလို့စက်ယုံလို့ရတော့မလဲအဲ့တော့ကြောင့် necklace ချက်စင်လိုမျိုးစိတ်ပိုင်းဆိုင်ရာအရာလိုအပ်ချက်ရှိနေတဲ့ကစားသမားတစ်ဆိုင်ရင် lian deal လိုမျိုးဟိုပပနက်နက်နဲ့ပိပိကစားတဲ့ကစားသမားမျိုးတော့ Enzo Morris ကပိုကြိုက်မှာတေးကြပါတယ်ဒီလိုကြောင့် Chelsea ရဲ့ ံပါတ်1တိုက်စစ်ပြစ်မှတ်ကစားသမားကလည်း Lian Dilet ဖြစ်လာဖို့အတွက်က percentage အများကြီးရှိပါကြောင်းသုံးသပ်ဆွေးနွေးနေပဲဗီဒီယိုလေးဒီမှာနာခွင့်ပြုပါကြည့်ရှုပေးခဲ့တဲ့အတွက်အားလုံးကျေးဇူးအများကြီးတင်ပါတယ်